ကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့နယ်စပ်ဒေသအငင်းပွားမှုကိုဖြေရှင်းဖို့စစ်တပ်ကိုလုံပိုင်ခွင့်ပေးပြီးမျိုးသားလုံခြုံရေးကောင်စီ NSC ကိုဦးဆောင်ဖြေရှင်းခဲ့ပြီးဖို့ထိုင်းမျိုးသားရေးဝါရီကကာဝေးဝင်ကြီးဖွန်တန်ဝီချာရာဆိုင်ကိုဂျော်လာငါးရဲကတိုက်တွန်းခဲ့တဲ့ဒနေရှင်ကပေါ်ပြခဲ့ပါတယ်။ထိုင်းမျိုးသားရေးဝါရီကဖွန်တန်ဟာကမ္ဘောဒီးယားအာဏာရမိသားစုရဲ့ဩဇာလွှမ်းမှုအဟုရောက်ရှိသွားနိုင်တဲ့အခြေအနေကိုစိုးရိမ်ကြောင်းလည်းပေါ်ပြခဲ့ကြပါတယ်။ထိုင်းပြည်ပြောင်းလဲဆိုင်ရာအကြောင်းစာတွေနဲ့ပြည်သူ့ကွန်ရက် SDR ကကာဝေးဝင်ဌာနရှိမှစုံစမ်းဆန္ဒပြခဲ့ကြပြီးထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသ၌တင်းမာမှုတွေကိုဖြေရှင်းရမှာအမျိုးသားလုံခြုံရေးကောင်စီကိုတာဝန်ပေးဖို့ဖွန်တန်ကိုတောင်းဆိုခဲ့ကြပါတယ်။ ်ထိုင်းဝင်ရောက်သက်ဆန်တဲ့လက်ရှိကမ္ဘောဒီးယားဝင်ရောက်ဖန်မာနယ်ဖခင်ဖြစ်တဲ့ဝင်ရောက်ဟွမ်ဆန်တို့ရာရင်းနေတဲ့ဆက်ဆိုင်ကြောင်းဖွဲ့တန်အားတွန်းဆုတ်နေပုံရပြီးနိုင်ငံအကျိုးစီးပွားတဲ့ဆုံးဖြတ်ချက်တွေချအောင်အပြည့်မသားဖြစ်နေပုံပေါ်ကြောင့်မျိုးသားဝါရီကယူဆထားကြပါတယ်ကမ္ဘောဒီးယားဆိုရာနေဆက်ဒေတာမှာနေမေပိုင်ဆိုင်ရောက်တင်ကြားချက်တွေကိုဆက်လက်ပြောဆိုနေကြတဲ့ထိုင်းဆိုရာနေဆက်ဒေတာအရင်းပွားမှုနဲ့ပတ်သက်ပြီးနှုတ်ဆက်နေကြောင်း SDR ကောင်းသောပြည်ချက်ချိုင်ပုံကဝေဖန်ခဲ့ပါတယ်ထိုင်းဆိုရာတုံ့ပြန်ဆောင်ရွက်မှုအားနည်းမှုကကမ္ဘောဒီးယားနိုင်ငံအတွက်နိုင်ငံရေးအသာစီးရစေခဲ့ကြောင်းပြည်ချက်ကပြောကြားခဲ့ပါတယ် ဒါကြောင့်ထိုင်းစစ်တပ်အင်အားနဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့လုံနိုင်စွမ်းတွေကိုပြသတင်ကြောင်းဒီကိစ္စကိုဖြေရှင်းဖို့ထိုင်းစစ်တပ်ကလည်းဆွေးပြူးခဲ့ကြောင်းပြီးချက်ကပြောကြားခဲ့ပါတယ်။ထိုင်းစစ်တပ်ကကမ်ဘောဒီးယားနဲ့တိစက်တဲ့နယ်စပ်ဒေသကိုပိတ်ဖို့အဆိုပြုခဲ့ပေမဲ့အစိုးရအဖွဲ့ကညှင်းဆုပ်ခဲ့ပြီးစစ်တပ်အခြားအဆိုပြုချက်တွေလည်းရေးပယ်ခံခဲ့ရဖို့ရှိကြောင်းပြီးချက်ကပြောကြားခဲ့ပါတယ်။ SDR ဦးဆောင်တဲ့ဆန္ဒပြသူတွေကကာဝေးဝန်ကြီးဌာနရဲ့အရာရှိတွေကတစဉ်ဖွင့်တန်းတဲ့တနားကစားတင်သွင်းခဲ့ပြီးနောက်ထိုင်းတော်ဝင်စစ်တပ်ရဲ့ဌာနချုပ်ကိုသွားကနေဆက်ဒေသအရေးကိုစစ်တပ်ကတာဝန်လုံဆောင်ဖို့စစ်တပ်ကြီးရဲ့ဗိုလ်ချုပ်ကြီးပါနာကလူလူတို့ကိုတောင်းဆိုခဲ့ပါတယ်။